to uh, nearby buildings and uh, we receive a uh, uh, numerous assistance call from uh, the public and also ဟောင်ကောင်မှာအသေးပြောက်အများဆုံးဖြစ်ပွားခဲ့တဲ့မီးလောင်မှုမှာတေဆုံးသူအရေအတွက်ဟောင်128ဦးအထိမြင့်တက်လာတယ်လို့အာနာပိုင်းတွေကယမနီနိုဝင်ဘာလ28ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် နိုင်ရီ၄၀ကျောင်းမိငိမ့်တက်ရေးလုပ်ငန်းများပြီးဆုံးပြီးတဲ့နောက်မှာလူပေါင်းနေရာခန့်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဟောင်ကောင်ခြေဆိုင် South China Morning Post တင်မာဖော်ပြထားပါတယ်။နှစ်ပေါင်း80ကျော်အတွင်းအဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ယခုမီလောင်မှုမှာ စုစုပေါင်းဒဏ်ရာရရှိသူ89ဦးထဲမှာမိသက်သမားတဦးလည်းပါဝင်ခဲ့ပါတယ်။မီးလောင်ကြောင်မှုဖြစ်ခဲ့တဲ့အိမ်ယာဝင်ဟောင်းပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လကတည်းကပြုပြင်မွမ်းမံရေးလုပ်ငန်းများကိုလှုပ်ဆောင်နေခဲ့တာဖြစ်ပြီးစုစုပေါင်းလူနေအဆောက်အအုံ၈လုံးအထိမီးလောင်ကျခဲ့တာပါ အလုံးမီးလောင်တွေတော့စတိုင်ရိုဖုန်းခေါ်ပစ္စည်းတွေကိုပြုပြင်မိုးမှန်ရေးလုပ်ငန်းများမှာအသုံးပြုခဲ့တဲ့အတွက်လင်းမြန်စွာမီးခူးဆက်ခဲ့တာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ပြုပြင်မိုးမှန်ရေး contract လုပ်ငန်းဖြစ်တဲ့ World Power Architect က Director နဲ့ဦးကို November 28ရက်နေ့မှာဟောင်ကောင်အာဂရီလိုက်ဆောင်မှုတိုက်ဖျက်ရေးလွတ်လပ်သော Commission ICAC ကဖန်ဆီးခဲ့တဲ့လို့အကြီးဆုံးဝန်ထမ်း၃ဦးကိုလည်းစိုးဝါစွာပေါ်ဆောင်မှုနဲ့ဘေးအန္တရာယ်ကင်းမဲ့သောပစ္စည်းများအသုံးပြုမှုဖြင့်ဖန်ဆီးထိန်းသိမ်းခဲ့တာပါ။ ယခုတစ်ချိန်မီလောင်မှုဟာ1948ခုနှစ်ဟောင်ကောင်ရဲ့တိုက်ပွဲခရိုင်မှာဖြစ်ပွားခဲ့တဲ့လူ94ဦးသေဆုံးခဲ့တဲ့မီလောင်မှုနောက်ပိုင်းမြို့တော်ရဲ့အသေးပြောက်များဆုံးဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။